အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်းလေးကတော့လောက်ကင်ကိုမမမဝင်ရဘူးဟုပြောနေကြတဲ့ပုံရှင်းပြလာတဲ့ MNDA ရဲဘော်ရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာ MNDA ရဲဘော်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ရှင်းပြပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကျွန်တော်အမေများတဲ့မိကွန်းလေးကျွန်တော်ပြန်မဖြေပေးမယ်နော်ဖြေပေးမယ်ဆိုတော့အခုဒီလောက်ကင်ကိုဘာမှတက်လို့မရမှာမဟုတ်ပြရရပါတယ်ဒါပေမဲ့ကျွန်တော်တို့လူရေဘယ်လိုပြောမလဲမပ်ပူနေပေါ့နော်ဒီပါအဲကိုကန်နေမြေမပ်ပူနေအဲ့ဒီဟာလောက်ဖို့သာပဲကျွန်တော်ကိုကန်နေလူမျိုးတွေလောက်ရပါပဲအကုန်လုံးလောက်ရမှာပဲကြာအဲ့ဒီအတွက်ကိုကြတော့ဘယ်လိုပြောမလဲဒီကိုလောက်ကင်မှာတန်းနေလို့ဆိုတော့လောက်ကင်မှာပဲလောက်ရပါတယ်နော်ကျွန်တော်တို့ဒီစိတ်မီတို့ နော်ခွန်လုံတို့လာရှိုးတို့မှာလုံလို့မရဘူးဗျကိုနေမဲ့နေအောင်ပဲလုပ်ရတယ်အဲ့ဒါဘာလို့အဲ့မလဲဆိုတော့ရက်ွက်ထောက်ခံဆိုလိုအပ်တယ်ရက်ွက်ထောက်ခံစားပြီးတော့လို့မဲ့ကိုဥမာကိုအိမ်ကနေပါလိငားတယ်ဆိုင်ကနေပါလိငားတယ်ဆိုရင်လည်းအဲ့ဒါကြတော့အဲ့ဒီသူတို့အိမ်ကငားတဲ့ဒီပိုင်အိမ်ကပိုင်ရှင်သူမို့ဆိုင်ကပိုင်ရှင်နဲ့လိုက်လုပ်ပေးတယ်ဗျ တက်လို့မရတာမဟုတ်ဘာမှတက်လို့မရဘူးဒါလူတွေကထင်ကြီးနေတယ်ဘလော့ကိုက်ဘာမှတက်လို့မရဘူးဒီမှာပြောတာတကယ်တမ်းတက်လို့ရတယ်နော်ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒီအောက်ခံတာနေထိုင်ခွင့်ယာယီနေထိုင်ခွင့်ဟောပေါ့စားအုပ်တွေပေါ့နော်အဲ့အဲ့ဒါတွေလောက်ရလောက်လောက်ရတယ်ဒါတကယ်တကယ်တမ်းဘလို့ဖွဲစားတွေပိုင်းနဲ့လောက်ရင်ကြတော့ငုံစုံချိတ်ကြများတယ်ဗျအများအဲ့ဒီရောကိုငါအခန်းကားနေတဲ့သူအခန်းကားနေတဲ့အိမ်ရှင်တို့ဒီမဟုတ်ကိုဆိုင်ကန်းကားနေတဲ့အိမ်ရှင်ကိုလှုပ်ခိုင်းရင်ရတယ် ဘူးဘာမှခုံတော့မဟုတ်ဘူးဟိုငွေကြေးအများကြီးပေးစာလည်းမတူရအဲဒါအဲ့ဆိုတော့လူကပြောတာငွေကြေးရသဖောင်ဒေါ်လာကုန်တယ်900 900လောက်ကုန်တယ်ဒါမျိုးတွေပြောနေတယ်ရှိရနော်အဲ့ဒါကြတော့ဘယ်လိုပဲဒီအပြင်ပန်းအနေနဲ့ဝိုင်းလောက်ကြလို့အပြင်ပန်းအနေနဲ့ဘယ်လိုပြောမလဲဒါတော့ဘယ်နေရာဘယ်ဒေတာမဆိုတော့ရှိပါတော့ဗောနော်အဲ့အဲ့ဒါမျိုးလေးတွေကြောင့်မောင်ကိုအနေနဲ့လောက်ကြလို့တာနေငွေကုန်ကြေးတာများနေတကယ်တမ်းငွေမကုန်ဘူးတော့ အဲ့တော့ကိုအခန်းကားနေတဲ့သူတူဒီမိုကိုဆိုင်ကန်ပိုင်ရှင်တရဟာသူ့ကိုလှုပ်ခိုင်းလို့ရှင်အဲသူ့ကိုလှုပ်ခိုင်းလို့လည်းရတယ်ကမ္ဘာကူကိုလည်းတက်လို့မဆိုလဲတုံချိန်မှာလှုပ်လို့ရတယ်လို့125မှာလည်းလှုပ်လို့ရတယ်။နေရာတော်မများလေးမှာတော့ဟိုကသူတို့ယုံနေခွင့်ထားပေးတယ်။အဲ့မှာလည်းလှုပ်လို့ရတယ်နော်။ဟိုတော့ကမ္ဘာတက်လို့မရအောင်ဆိုတော့မဟုတ်ရ။ဘာကြောင့်လဲဟိုဆိုတော့ဒါက ဒီလိုနည်းနည်းတတ်မှတ်ထားတဲ့တတ်မှတ်ချက်လေးတစ်ခုလို့ပဲကျွန်တော်တော့ဘာမှတော့မရှိပါဘူးဒီမြင်ဟိုလိုကြီးဘာမှတော့မရှိဘူးရလုပ်လို့ရတယ်နော်အဲ့တော့ဘာမှတွေလည်းတက်လို့ရတယ်ဘာမှလောက်ကန်တက်လို့မရဘူးဆဲစကလုံးလည်းမဟုတ်ဘူးနော်ဘာမှတွေလည်းလောက်ကန်တက်လို့ရတယ်အားလုံးမတူဘူးဆိုတက်လို့ရတယ်အဲ့အခုကျွန်တော်မိသားတဲ့မိကွန်းအမေးများတဲ့အရာလေးတော့ကျွန်တော်ပေါ့ဆုံးပြန်ပြပေးလိုက်ပြီနော်အဲ့တော့ဟိုနောက်လူအပ်တာရှိရင်လည်းပြောကြရှင်လည်းကျွန်တော် မေးလို့ရပါတယ်ကျွန်တော်တတ်နိုင်တဲ့ဟာကြောင့်ပြီးဟာလေးဖြေပေးပါမယ်နော်ကျွန်တော်အခုဒီနယ်ကိုရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာပါတယ်အတွေ့များလာရတယ်ဆိုတဲ့ခါကျတော့ဟိုကျွန်တော်တစ်ချိန်ကဟိုဘက်နယ်ကနေမှကျွန်တော်လွဲစားနေတူဆေးဦးနေကိုပို့ခဲ့တယ်နော်ဆေးဦးနေပို့ခဲ့တဲ့အချိန်မှာလည်းကျွန်တော်တရင်ညအများကြီးကြားခဲ့တယ်ဒါပေမဲ့ကျွန်တော်မပြောသေးပြကျွန်တော်အခုအဓိကပြောချင်တာကတော့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ CDM ဆေးဝင်နေတယ် လူတို့ကိုညံ့ညာပြေးပါလို့ပဲကျွန်တော်တောင်းဆိုချင်ပါတယ်တောင်းပန်ပါတယ်เนาะတောင်းဆိုချင်တယ်ကိုကျွန်တော်တောင်းပန်တာဗျကျွန်တော်ကိုယ်တိုင်လွတ်လိုက်တဲ့ကလေးတယောက်တင်ပါစီတစ်ချောင်းထိုးလိုက်တယ်နောက်ဆေးနှက်ကပ်ပေးလိုက်တယ်9000ဝန်းယူရတယ်เนาะနောက်ပြီးတော့ဒါလာရှုမှာပေါ့เนาะအခုအခုဒီဟာလာရှုကနေထွက်ပြီးတဲ့နောက်ပိုင်းတော့မဟုတ်ပါဘူးနောက်ပြီးတော့ဒီကလေးတမွေးတာရယူမွေးတာလေးကို18သိန်းတောင်းခဲ့တယ် သူမစားเสียတော့မရှိစားเสียတော့ကျွန်တော်ကိုယ်နေကျွန်တော်တို့ရိတ်ခါတဲ့ကျွန်တော်ဖဲ့ပေးခဲ့တယ်နောက်ပြီးစီးเสียဖဏတ်မရှိဘူးကျွန်တော်ကိုယ်တိုင်ကမှကျွန်တော်လာစားလေးနဲ့ကျွန်တော်သူ့ဖဏတ်ဝယ်မိခဲ့တယ်18သိန်းဆိုငွေသူ့ဘယ်မှာတတ်ရှာမှာလဲအဲ့ငွေ18သိန်းမရလို့လည်းခင်ဗျားတို့ကမွေးပေးခဲ့ဘူးကျွန်တော်ကိုယ်တိုင်မွေးပေးခဲ့တယ်သူ့ကိုကျွန်တော်မှအားလုံးတက်တိထောက်တာရှိခဲ့ဟိုဘယ်ဘက်ရှူတင်းတော့တော့ရှူပေါ့ဘာလို့လဲခင်ဗျားတို့တွေပြန် ဘချရာအော့စတရမက်ဒီဆင်ဘချရာအော့စတရဆက်ကြောင်တက်လာတယ်ကျွန်တော်ကိုယ်လည်းတက်လာတယ်ဘလောက်ငွေကုန်ကြီးကြရှိတယ်ဆိုတာခင်ဗျားတို့လည်းသိလို့ကျွန်တော်လည်းသိတယ်ဒါပေမဲ့ယူရဟာရအရင်များတော့နေအခုကျွန်တော်မြို့လွင်မှာရောက်နေတယ်မြို့လွင်ရောက်နေတော့ဒီနေ့ကျွန်တော်ကိုယ်တိုင်စေရင်ကိုကျွန်တော်သွားခဲ့တယ်သွားတော့ဘယ်လိုပြောလဲထုံးစံတိုင်းပေါ့နော်ဒါစေရင်ဆိုတဲ့ခါကျတော့လူတို့တိုင်းမြန်မာနိုင်ငံလူတိုင်းအကုန်လုံးတည်တယ်စေရင်ဆံပါတယ်ခတ်မှမှာနဲ့ဟောက်ထုတ်တာကြီးပဲ အဲ့ဒါလေးကျွန်တော်တို့အများကြီးခံရရတယ်ဟုတ်ပြီလားဘယ်လိုလဲဒါကျွန်တော်တောင်းဆိုတာပါကျွန်တော်တောင်းပန်တာပါလူတို့ပြည်သူလူတို့အလိမမနှိပ်စက်ပေးပါနဲ့ဘာကြောင့်လဲဆိုတော့အခုနေဒီမှာစေဘေးဒုက္ခတွေတအားရောက်နေတယ်စေဘေးဒုက္ခအရင်ရောက်နေတယ်ဒီမှာစေဘေးဒုက္ခဂျုံနေချိန်မှာဒါပေမဲ့ဒီလူလုံနေတယ်ဆိုတဲ့ခါကျတော့ဒါပေမဲ့ပြည်သူဝန်တန်းကဟုတ်တယ်လားခင်ဗျားတို့ CDM ဆောင်နေရော ဘယ်လိုခံယူချက်နဲ့စီရင်လောက်လာကြတာလဲဆိုတော့မေကွန်နေကျွန်တော် comment အောက်မှာတခြားတော့ပြန်ရေးတော့ပြလိုက်ဒီအခုဒီ post ကဒီကျွန်တော်အခုလက်ရှိရှိနေတဲ့နေမှာအကုန်ပြရမှာဆိုတော့ကျွန်တော်သိတယ်နော်အဲ့တော့ကျွန်တော်လက်ရှိရှိနေနေမှာဒီ post အကုန်ပြန်သွားခဲ့ဘယ်လို comment ပြမလဲကျွန်တော်တခြားလေးစောင့်ကြည့်မယ်တခါမှတော့ဆေးုံနေကျွန်တော်လည်းဆိုတော့မဝေခင်းနဲ့လမ်းထူလမ်းတော့ထိတယ်ဟုတ်ပြီနော်ဒါကျွန်တော်လူလူအတွက်ကိုကျွန်တော်အောက်မှန်တာ ဆက်ဆံရေးလေးတွေပြောင်းဝေးပါငွေကြီးယူနေတာတွေအရင်များလို့နေရကြမို့အနေငယ်များရှော့ဝေးဦးစားကျွန်တော်ကောင်းဆိုပါတယ်တောင်းပန်ပါတယ်အဲ့ဒါလေးတစ်ချက်ပြောချင်ပါတယ်ဘာကြောင့်ဆိုကလေးတယောက်မွေးတာဟာ68သိန်း78သိန်းဆိုတာမရှိတဲ့လူတွေတော့ကြာအဲ့ကလေးကမွေးလို့မရတော့ဘူးလားနောက်ပြီးတော့ခွဲမွေးတဲ့လူနာတယောက်သိန်း30 အဲ့ဒီငွေတွေမရရင်ခင်ဗျားတို့မခွဲပေးနိုင်ဘူးလားမလုတ်ပေးနိုင်ဘူးလားဟုတ်ပြီလားနော်ခင်ဗျားတို့တိုင်ရင်တိုင်ပြောချင်ပြောလုတ်ချင်တာလုတ်လို့ရတယ်ကျွန်တော် run way မျက်နှာဒဲပြိုင်မှာပြောပါတယ်ဟုတ်ပြီနော်ခင်ဗျားတို့မဟုတ်ဘူးတို့ငင်းချင်တယ်ဆိုရင်တော့တတ်တည်အထောက်ထားနေသူကျွန်တော်အချိန်မြေပြောလို့ရပါတယ်ဘာလို့ဆိုတော့ခင်ဗျားတို့မမွေးပွေးတဲ့လူနာတွေကိုကျွန်တော်မွေးပြီးခဲ့ရတယ်အဲ့တော့ကျွန်တော်မှာတတ်တည်ထောက်ထားတယ်အများကြီးရှိထားတယ်ဟုတ်ပြီနော် ဒါအထက်အထိတော့ရောက်မဲ့စကားလုံးမဟုတ်လေးပဲနဲ့ဒီအောက်ချိန်မှာနေမယ်ကျွန်တော်ပြောတဲ့စကားလုံးပါကျွန်တော် CRM ဆရာမတွေကိုကျွန်တော်အလုံးညွတ်တောင်းပန်တာပါလူတုချို့တဲ့နေတဲ့လူတုလေးတွေကိုလည်းတန်းတို့ရည်တို့ပုံမှန်လေးတွေဆက်ဆံပေးကြပါလို့ပဲကျွန်တော်တောင်းပန်ချင်ပါတယ်